အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့16ရက်လေးလ2025အတွက်ကျွန်တော်သတိပါခင်အဲ့ဒီအတွက်ကျွန်တော်လုံးမိုင်းရေကျွန်တော်တို့ break ရေနော်အဲ့ဒီတော့ကျွန်တော်ဂျက်ခွက်လေးကိုယူထုတ်ပြီးတော့มาဖြစ်ပါတယ်ပေါ့နော်အနာကတော့ကျွန်တော်တို့တေ3ခွက်နေပေါ့နော်ကဲဒီညကတော့ကျွန်တော်နီကက်လေးပါနီကက်လေးကျွန်တော်တို့လုံးမိုင်း1 chain လို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော် break ကတော့3လုံးကမှကျွန်တော်ໃຈဆုံး3လုံးကို main ကျွန်တော်တို့တလုံးကတော့ကျွန်တော်တို့ရံမယ်ဗျာနော် break က break သုံးလုံးကမှကြိုက်လုံးကိုမိန်ထုတ်မယ်မကြိုက်တာကိုရံမယ်တလုံးကတော့ကျွန်တော်ပေးမယ်နော် break က བྱ ားလုံးမဲ့မင်္ဂလာရှိတော်ညချမ်းနေပါနော်ကျွန်တော်မျိုးအားလုံးမဲ့မင်္ဂလာပါလုံးပိုင်း break ကိုမှကျွန်တော်တို့ကြိုက်ွက်ကိုယူထုတ်ပါမယ်။နော်ကနန်းကတော့အားလုံးပေါင်း ကျွန်တော်ရွေးထားတာကတော့ one chain ကိုမှကျွန်တော်လုံးမိုင်းထပ်ပေးထားတယ်ပေါ့နော်ဒီကြာမီနိုင်မှာပဲကျွန်တော်တို့သုံးမှာဖြစ်ပါတယ်အမ်မိတ်ဆွေများနေနေကကြာပင်ကိုမကြိုက်ဘူးကိုကြိုက်တဲ့ကဏ္ဍဖြစ်နေရင်လည်းပဲယူသုံးလို့တော့ရပါတယ်ဗျဟုတ်ပြီလားကျွန်တော်ကတော့ကြာပင်နိုင်ကိုမှကျွန်တော်ရွေးထုတ်ပေးထားတာက break ၃လုံးကိုကျွန်တော်ကြာပင်တိုင်း break တစ်လုံးကိုအမှားယူမယ် ျွန်တော်ဝမ်းချင်းလုံးပိုင်းဟိုမှာကျွန်တော်တို့အလုံးပိုင်းကိုမှာယူမယ်နော်ကဲမင်္ဂလာပါအဲ့ဒီမှာကျွန်တော်ကြိုက်ခွက်ယူထုတ်ပြီးတော့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe ဒီကဲနှိပ်ပြီးတော့လို့ရပါတယ်ကိုရီမာအားလုံးပဲကဲမင်္ဂလာရှိသောညချမ်းဒီပါညာလုံးစာပြကြပြီလားကဲမင်္ဂလာပါခင်ဗျာ အနုဘောနေကောင်းကြမှာကြပါရဲ့လားကျွန်တော်မတွေ့ပြတာလည်းကြာပြီဗျာနော်ဒီမှာကျွန်တော်လည်းဒါလေးစပြည့်တယ်ပေါ့ဗျာနော်ကျွန်တော်ဒါနဲ့မစုံရတာလည်းကြာပြီဗျာကဲမင်္ဂလာပါတည်တဲ့လူတွေရှိတယ်လို့မတည်တဲ့လူတွေရှိပါတယ်နော်ဒီအားလုံးတို့တွေရောအစီအစဉ်ပြကြရလားဒူဒီပါရင်ညာကျွန်တော်တို့ထွက်နေလဲလောလောဆယ်ရတယ်ကျွန်တော်ကတော့အဲဒူဒီမှာဆိုရင်ကျွန်တော်ဒူဒီကိုလိုင်းမလွင်ဖြစ်ဘူး ျွန်တော်မမအနေနဲ့တော့ကျွန်တော်တို့အဲခေါ်ပြတဲ့ဒါကတော့ကျွန်တော်တို့သုံးရက်အတွင်းကျွန်တော်တို့နိုင်ငံကြီးရှိမယ်ကျွန်တော်တို့ပတီပေါ့နော်ဒုတိယကတော့ဒုတိယကတော့ကျွန်တော်ဒီ16ရက်နေ့တော့ကိုကျွန်တော်ဒီပတ်မစားပါပြီးတော့မှကျွန်တော် live link ဖြစ်တာဖြစ်ပါတယ်ပေါ့နော်ကဲဟုတ်ကဲ့ပါကျွန်တော် live link ကတော့တူပါမယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်လုံးမိုင်ရဲ့ပရိယေလေးပဲကျွန်တော်ကြည့်ပြီးထားလို့ပေါ့နော်ကျွန်တော်အစားမတင်ဦးနေလိုက်တာဗျာနော်စိတ်ထရတနုံနုံဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြပြပါမယ် မူကတော့ကျွန်တော်တို့နှစ်ပင်မူပါသူကတော့ကျွန်တော်863ကနေစာကြည့်ပြရမှာဖြစ်ပါတယ်ပေါ့နော်ကဲ22မှာတော့မင်္ဂလာပါခင်ဗျာကဲအားလုံးမေးဆက်ဆက်ရရပြူဆက်ကြပါနော်ကျွန်တော်တို့ကဘာကြီးရတည်တဲ့အချိန်ပဲနော်အန်ဒီရကဘဘကနေကျွန်တော်တို့ဖြစ်လာတယ်ဗျာနော်ကဲဒီကြောင့်အဆက်ဆက်ရပြူဆက်ကြပါနော် အဲဒီဒီကနေနေထိုင်ကြပါလို့ပြောချင်ပါတယ်။ကဲ22မှာလေးအောင်မိင်္ဂလာပါခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်ကြည့်အောင်ဗျာ။နောက်လိုက်လေးကတော့နည်းနည်းတူပါမယ်ခင်ဗျာ။ကျွန်တော်အားလုံးကိုခြုံပြီးရွေးထုတ်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဒါဆိုရင်ကျွန်တော်တို့ကြည့်အောင်ပါ ကျွန်တော်တို့86 86တော့နေကြည့်မယ်နော်ကျွန်တော်တို့86တော့မနက်ကကျွန်တော်တို့3ပြင်မှုနောက်ကကျွန်တော်2ပြင်မှုတော့မယ်မနက်ကကျွန်တော်ထိတ်စီခါအပိတ်ကိုပြပေးသွားတယ်ဒီတစ်ဖက်မှာကျွန်တော်တို့ဝမ်းချိန်အလုံးပိုင်းကိုမှကျွန်တော်ပရင်းနေပြန်ချုပ်ပြီးထားတာဖြစ်ပါတယ်နော်863 9ညကို ညတုံညာကိုပြီးတော့ရင်ကျွန်တော်တို့ခွန်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 ကိုလို့ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကပြန်ချုံကြည့်ပြီးတော့มาဖြစ်ပါတယ်ဟုတ်ပြီเนาะခွန်ခွန်ကိုကျွန်တော်တို့ဘယ်လိုဖြစ်ပြီးသားလဲပြီးရင်ကျွန်တော်ကြည့်အောင်ခွန်တုံညာတုံညာဖြစ်ပါတယ်ခွန်ခွန်တုံညာတုံညာပြီးတော့ရင်ကျွန်တော်အောက်ကတုံခွန်တုံခွန်ခွန်မဲဖြစ်ပါတယ်ဗျာ ောက်ပြီเนาะအဲ့ဒီအောက်ကကျွန်တော်တို့6 9 4ပဲဖြစ်ပါတယ်ရောက်ပြီเนาะကျွန်တော်ဒီနှစ်ပင်ကိုမူတည်ပြီးတော့မှကျွန်တော်တို့အခုလာမယ့်16ရက်လီလာ2025အတွက်ကိုကျွန်တော်တို့ကပြသပြီးတော့မှဖြစ်ပါလိမ့်ပေါ့เนาะ6 9 4ပြီးသွားရင်ကျွန်တော်တို့အောက်က9 9 6 3ဖြစ်ပြီးတော့ကျွန်တော်တို့ 6 7 8เนาะဒီဒါဆိုရင်ဒီ16ရဲ့အတွက်ကိုကျွန်တော်ကြည့်ပြီးတော့မယ်เนาะကျွန်တော်ဒီကနေ့7ရဲ့ရှိပြီပေါ့နှစ်ဖြန်တည်းပဲကျွန်တော်အချိန်ရပါတယ်ကြေကြိုက်တဲ့ကိုဒီမှာများလေယူတောင်းလို့ရပါတယ်ခင်ဗျာအလုံးမေးကိုအရင်ရကိုချင်းချင်းပြီးတော့မှအစင်ပြီးမှလေအဲယူပြီးတော့မှတုံပြစေချင်ပါတယ်ကျွန်တော်လေး ကိုရတာလေးကိုခြားပြပြတာလေးဖြစ်ပါလေဗျ။เนาะကိုဒီမလေးအားလုံးပဲအဆင်ပြေလို့ယူသုံးနိုင်ပါလေ။เนาะကြိုင်ပါလေယူပါ။ရပါ။เนาะရပါလေဘာမှမဖြစ်ပါဘူးเนาะ။ကဲဆိုတော့ကကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဝမ်းချိန်လုံးဝနေကိုတောင်းမယ်။သူပေးထားတာကကျွန်တော်တို့6 6 3ညဟုတ်ပြီဒီသုံးလုံးကနေစကြည့်အောင်။6 6 3ညသုံးလုံးပေါင်းခြင်းကိုကြည့်မယ်8ကေ6ရပေါင်းခြင်းကကျွန်တော်တို့4ပါ4ရေ3ညပေါင်းခြင်းဒီကျွန်တော်တို့4လို့ဖြစ်ပါတယ်เนาะ ကဲဒါဆိုရင်လေးလို့ဖြစ်ချင်းကြောင်းနဲ့ကျွန်တော်တို့လေးရဲ့ပါဝါဒီကျွန်တော်တို့၉ပါတယ်လေးကိုအချိန်လေးကိုအချိန်ကိုသူဒီပါပြီးသွားရင်ကျွန်တော်တို့ခွန်ခွန်၉ဆိုပြီးတော့မှကျွန်တော်တို့ကိုတလုံးအညီနဲ့ကျွန်တော်စဉ်းသွားရင်ဒါဆိုရင်လေးကိုချိန်၉လုံးပါဗာလဲ၉ပါဟုတ်ပြီနော်ဟုတ်ပြီ၉ပါကိုကျွန်တော်တို့အဒီမှာပါစဉ်းသွားလေး၉နောက်ပိတ်နေကျွန်တော်စဉ်းလိုက်ဒါထိပ်ပိတ်အသေးတော့ယူလို့ရအောင်နော်ကျွန်တော်ထိပ်ပိတ်အသေးလေးယူမပေးထားဘူး ကျွန်တော်ကပရိနဲ့ဖန်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကထိပ်စီးဖြစ်နေဖြစ်မယ်เนาะကျွန်တော်တွဲပြရတော့အဓိကတော့ကျွန်တော်ထိပ်စီးနေရပဲတွဲပြသွားမှာပေါ့เนาะခုမှကျွန်တော်တို့ခါတို့အပိတ်တို့တွေ့တယ်ဆိုရင်တော့လေခါပိနဲ့ယူသုံးစေခြင်းလေเนาะအဲ့ဒါလေးတော့အကြံပြုပေးရစီဟုတ်ပြီကျွန်တော်အလုံးပိုင်းပရိနေနေယူပေးထားဆိုလေထိပ်စီးခါတော့ဘယ်လုံးမှသုံးလို့တော့မရဘူးပေါ့เนาะအဲ့တော့၉ပိုင်းကိုသူက၉နောက်ပိနဲ့ခွန်ခွန်၉ဆိုပြီးတော့ဒါကတလုံးအညီလို့လည်းပြောလို့ရတယ်အဲ့ဒါကိုကျွန်တော်ပရိနဲ့ပြန်ခြုံလာတာပေါ့เนาะ ကဲအဲ့ဒီမှာကျွန်တော်009ဆိုပြီးတော့လာပြီးတော့မှနောက်တစ်ပင်မှာလေးပဲခွန်39ခွန်ဒီသုံးလုံးပေါင်းခြင်းခွန်နှလုံးပေါင်းခြင်းကခွန်39နှလုံးပေါင်းခြင်းကခွန်ဖြစ်တယ်ခွန်ရဲခွန်ရဲပေါင်းခြင်းကကျွန်တော်တို့လေးလို့ဖြစ်တယ်ဗျအဲ့ဒီမှာကျွန်တော်တို့လေးဖြစ်ခြင်းကြောင့်နဲ့ကျွန်တော်တို့လေးကိုအချင်းလေးရဲ့ပါပါဒီကိုပါတယ်ဒီမှာလေးကျွန်တော်တို့လေးကိုအချင်းဆိုပြီးတော့ကျွန်တော်တို့ပေးထားတယ်ဗျအဲ့ဒီမှာပါကျွန်တော်ပါပေးထားရလေဆိုလို့ရှိရင်၈ထိပ်စီ၉ခါကျွန်တော်၄နောက်ပိတ်နဲ့၈၉၄ဆိုပြီးတော့မှကျွန်တော်တို့ ကျွန်တော်တို့ကိုယ်တလုံးပိုင်းနဲ့ကျွန်တော်တို့ပြီးသွားခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်အလုံးပိုင်းဝမ်းချင်းပြောတာเนาะကျွန်တော်တို့တကယ်လို့ညာကင်ခဲ့ပြီးရှိတော့ကျွန်တော်သဘောရပြောတာဗောနော်ကျွန်တော်ဒီကလည်းပြီးရင်လည်းပြီးသွားနိုင်နေပြီးရင်ကျွန်တော်တို့နှလုံးလုံးကြာရင်လည်းကြာသွားနိုင်နေအဲ့ဒီမှာကျွန်တော်တို့ကိုယ်ဒီခါနဲ့ကျွန်တော်ပြီးတယ်ကိုဒီကျွန်တော်ဒီမှာအပိတ်နဲ့ကျွန်တော်ဆင်းပြထားတာလည်းရှိတယ်ဒီမှာတော့နှလုံးလုံးပါတယ်เนาะလေးကိုအချီ လေးကိုချိန်ကိုကိုလုံးမှာကျွန်တော်ယူပေးထားရမှာသူက၄နောက်ပိတ်နဲ့ပြန်ဆင်းလာတယ်ပေါ့နော်၈၉၄ဆိုပြီးကျွန်တော်တို့ကြာပြီးသွားတာလည်းဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့အခုလာမယ့်16ရက်နေ့ကိုကျွန်တော်ဆက်ပြီးခဲ့ဦးမယ်ဆိုရင်ကျွန်တော်တို့ကဟာဒီမူလေးနဲ့ကျွန်တော်ဆက်ပြီးသုံးပေးမယ်9 6နှလုံးပေါင်းခြင်းတစ်ဖြစ်တယ်တစ်ကေကျွန်တော်ရှိခဲ့ပေါင်းခြင်းပါလေဒီအပင်တိုင်းမှာကျွန်တော်ဆက်ကြပေးနေတယ်ဗျာနော်ဆက်ကြပေးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပါလာပေးရမယ် ကျွန်တော်တို့6လို့လာပေးရမယ်เนาะ6ရဲ့ power ဒီကျွန်တော်တို့၄ဖြစ်ချင်းကြောင်းနဲ့ဒီမှာကျွန်တော်ကျွန်တော်ပြောင်းသွားပြီ64အချိန်လို့သူပေးထားတယ်အတွက်ကြောင့်ကျွန်တော်ကဘာပိုင်လဲကျွန်တော်တို့၄ပိုင်သုံးရလိမ့်မယ်ဗျအချိန်မှ6ဒီမှာသုံးပေးပါเนาะဒါဆိုရင်ကျွန်တော်6ချိန်ကိုကျွန်တော်6အချိန်เนาะ6ချိန်ကျွန်တော်သူ့ပေးနိုင်မယ်ကျွန်တော်ယူမှာလို့ကျွန်တော်ပြောထားတယ်အဲ့ဒီကျွန်တော်ကျွန်တော်6ပိုင်ကိုသုံးမယ်ဗျเนาะကြည့်ဒါဆိုရင်ကျွန်တော်တို့ခွန်ခွန်6ဆိုတော့သူဒီဘာ break လဲကျွန်တော်တို့ ခွန်ခွန်က၄၄ရဲ့ကိုရေပေါင်းကြီးက3ဆိုတော့ကျွန်တော်က3ပရိတ်။ကဲနောက်သိနောက်တစ်ပင်၈ကိုနှလုံးပေါင်းကြီးခွန်ခွန်ရဲ့၄ရဲ့ပေါင်းကြီးကကျွန်တော်1ကြောင့်1ပရိတ်။သူစင်ပေးထားတယ်။3 1ပရိတ်လို့ကျွန်တော်ဒီနှစ်ချိန်စင်ပေးထားဒီတစ်ချိန်မှာကျွန်တော်ဆက်စင်အောင်မှာဆိုရင်ကျွန်တော်တို့ကဘာပရိတ်စင်ပေးမလဲ။ဒါကျွန်တော်မသိသေးဘူး။မသိသေးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ပရိတ်လေးကိုကျွန်တော်ကြည့်တဲ့အခါမှာ သူဒီကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ပေးထားတယ်ဆိုရင်ကျွန်တော်ညီကိုပရိတ်ကိုအဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့ခြုံပြီးတော့ကြည်ပေးထားတယ်အဲ့ဒီမှာကျွန်တော်ဘယ်လိုပေးထားလဲဆိုရင်ကျွန်တော်၉၃ဒီနှလုံးပေါင်းခြင်းတစ်ချက်ကြည့်မယ်နော်ကျွန်တော်၃ခုနှလုံးပေါင်းခြင်းကကျွန်တော်တို့နှစ်လို့ဖြစ်ပါတယ်နှစ်ကဟာဒီမှာရှိရကျွန်တော်တို့နှစ်ကကျွန်တော်ဟာဒီ၃လုံးပေါင်းခြင်းဟာကျွန်တော်တို့၄လို့ဖြစ်တယ်၄လို့ဖြစ်ခြင်းကြောင့်သူ့ရဲ့ညီကိုပရိတ်ကိုကျွန်တော်ဖမ်းကြည့်လိုက်တယ်အဲ့ဒီမှာကျွန်တော်တို့3 4 5ဆိုရဲကျွန်တော်တို့က break 3 4 5တို့ break မှာကျွန်တော်ကပေါင်းခြင်းကိုတိတ်မကြည့်နဲ့ ျွန်တော်တို့ဒီမှာဖွဲ့ထုတ်လာတဲ့ညီကိုပရိတ်ကိုကျွန်တော်ကယူသွားမယ်ဆိုရင်3-5ပရိတ်ကိုကျွန်တော်ကတောင်းအောင်မယ်3-5ပရိတ်မှာကျွန်တော်ကြပေးထားတာခုံခုံကိုဆိုသူဒီကျွန်တော်3ပရိတ်လို့ကျွန်တော်ကြပေးထားတယ်ဒီကောင်းဒီကျွန်တော်တို့ကပရိတ်ပါနော်ကျွန်တော်ဒါလေးကိုပြချင်းတော့ကျွန်တော်ချပြပေးရချင်းဖြစ်ပါတယ်။ချက်နှစ်တမကူဒီမတွေကလေးယူတုံးပါနော်။ဒါဆိုရင်ကျွန်တော်တို့တိုက်ဆိုင်မှုရှိတဲ့အခါကျရင်တော့ကျွန်တော်တို့အမှန်ကန်မှုဆိုတာကျွန်တော်ဖြစ်လာမှလေးဖြစ်ပါတယ်ပေါ့နော်။ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခွန်၊တုံညာနှလုံးမောင်းခြင်းဒီခွန်ဖြစ်တယ်။ ခွင်ရဟိကရှိတဲ့တုံးရင်ပေါင်းကြီးဟာကျွန်တော်တို့ဘာလို့ဖြစ်တယ်။တုံညာလို့ဖြစ်တယ်။တုံညာလို့ဖြစ်ခြင်းအောင်ကျွန်တော်တို့လာပြရမယ်ကျွန်တော်တို့သူရဲ့ညီကိုပြိတ်တီပါပြိတ်ဖြစ်ရမှာမလဲ။ကျွန်တော်တို့တေတုံညာအမှန်ဆိုရင်ကျွန်တော်ကဒီလိုယူပါ။ကိုတုံညာထွင်ပုံမှန်ပါလိမ့်မယ်ပေါ့နော်။ဟုတ်ပြီလား။ကိုတုံညာတလို့ဖြစ်ခြင်းအောင်သူရဲ့ပြိတ်ကကျွန်တော်ပါပြိတ်ထွက်တယ်။သူရဲ့ညီကိုပြိတ်ကျွန်တော်တို့တပြိတ်လို့ပြီးထားတယ်ပေါ့နော်။ ဟုတ်ပြီလားဒါဆိုရင်ကျွန်တော်တို့ကကိုဒီ break ကိုကျွန်တော်တို့က main ထားကစားရလိမ့်မယ်အဲ့တော့မှကျွန်တော်ကໃຈဆုံး break ကိုကျွန်တော်တို့ကရွေးကင်သွားမယ်เนาะဟုတ်ပြီလားကြည့်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်မယ်ဒီဒီချိန်မှာကျွန်တော်ဆက်ပြီးဦးမယ်ဆိုရင်ဘာ break လာမလဲဒါဆိုရင်ကျွန်တော်တို့ကဟာဒီဒီ၃လုံးကိုဆက်ကြည့်အောင်ပါကြည့်အားလုံးပဲမှန်စီခြင်းနဲ့ရစီခြင်းနဲ့ပေါ့စီခြင်းနဲ့အားလုံးပဲเนาะဘူးကြည့်နေတဲ့အကိုလေးမားရအားလုံးပဲကျွန်တော်အားပေးဒီဖြစ်စီအားမွေးဒီဖြစ်စီကျွန်တော်ဗီဒီယိုတွေ့လို့ အဲကြည်သွားလို့ကျွန်တော်ကျွန်တော်ရဲ့ခဏလေးကိုကြိုက်လေလို့ကျွန်တော်တို့ယူပြီးထားလိုက်ဟုတ်ပြီတကယ်လို့မှန်ကန်မှုရှိလို့ပေါက်ခင်လေကဲလူနဲ့တိုင်းနိုင်ဆိုဝမ်းသာတယ်เนาะကျွန်တော်လည်းအဒီစိတ်ဆန္ဒတစ်ခုလေးနဲ့ပဲကျွန်တော်တင်ပြရချင်းဖြစ်ပါတယ်โอเคเนาะအရင်တော့လူမယ်โอเคเนาะပေါင်းရင်ဝမ်းသာတယ်ဗျာ ကျွန်တော်ပေးတဲ့ခဏန်းဒီလည်းမှန်ကန်ပါသည်လို့ကျွန်တော်ဆုတောင်းပါတယ်။ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့630တုံးလုံးပေါင်းခြင်း300ခွင့်ပေါင်းခြင်းဟာ3ည6ရပေါင်းခြင်းဟာ6ရလို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒီကောင်မကြီးနဲ့သူရဲ့ကျွန်တော်လာမယ်960တဲ့ဒါဆိုရင်960ပရိတ်ကိုကျွန်တော်အားထားပေးရလိမ့်မယ်။အဲဒီမှာကျွန်တော်ကအကြိုက်ဆုံးပရိတ်ကိုကျွန်တော်ကရွေးတော့အောင်ပါလေဖြစ်ပါတယ်။နော်960ပရိတ်ကို၄ဘိုင်နဲ့ကျွန်တော်ကသုံးမယ်ပြ။ကောင်ပရိတ်ပါနော်။ကျွန်တော်ပရိတ်ကို အဲတူလီဒီကိုပြိဖန်ပေးထားတာက9 6ခွန်ပြိမှာကျွန်တော်တို့9ခွန်ပြိဒီကျွန်တော်တို့အဲမိန်ကင်မြင်အဲ့ဒါအောင်မှာကျဆိုးကြိုက်ဆုံးပြိကိုမိန်ကင်မြင်ကျွန်တော်တူဒီမဖြစ်တူဒီကျွန်တော်တို့မဟုတ်တဲ့အတွက်ကြောင့်ခဏတော့နည်းနည်းတော့များတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရွေးချယ်ရခြင်းလည်းဖြစ်ပါတယ်နော်တူဒီဆိုရင်တော့ပြီးသွားပြီပေါ့ဗျာနော်9 6ခုဆိုလို့ရှိရင်ကျွန်တော်တို့3ခွက်3ခွက်မှာကြိုက်ရင်ကျွန်တော်2ခွက်လောက်ဆိုရင်ပြီးပြီပေါ့နော်ဒါတော့ 3D ဆိုရင်လည်းများတယ်ဗျ။နော်အနည်းဆုံး10ခွက်လောက်တော့ရှိပါတယ်။တစ်လုံးနဲ့ပြောရအောင်နော် နှလုံးဆိုကျွန်တော်20လောက်ထားမယ်အဲ့တော့မှကျွန်တော်ပြန်ခြုံလိုက်ဒီကျွန်တော်ကိုယ်တော့နည်းနည်းတော့မတုံးမင်းလေကျွန်တော်၄ဘိုင်ကိုတုံးထားတယ်အကိုဒီမတွေကကိုယ်ကိုကြိုက်တယ်၅6 complete နဲ့ကတ်ချင်နေဆိုရင်လည်းကဲနော်ကိုယ်ကြိုက်တာလေးကိုကိုယ်ယူပြီးတုံးလို့ရပါတယ်ကျွန်တော်အဲ့ဒီမှာမှကျွန်တော်ယူပြီးပြန်ယူချေထပေးထားတယ်ဗျနော်ကျွန်တော်တုံညာကြိုက်နေတယ် 3D မှာဆိုရင်တုံညာတစ်လုံးကျွန်တော်ကြိုက်နေတယ်တုံညာတော့တော်တော်များများကျွန်တော်တွေ့နေတယ်ပေါ့နော်တုံးလည်းမဆိုးဗျအဲ့တွဲလေးကြီးကြိုက်တယ်နော် အဲ့တွဲလေးလေးကြိုက်တယ်။၃ည၃တွဲလို့၃ည၈တွဲလေးလေးနော်။အားလေးအားအားတာလေးလို့ထင်တယ်။ဒီ 3D မှာဆိုရင်ပြောတာပါ။အခုကျွန်တော်၄ကိုအချင်း၄ကိုလုံးပိုင်းဆိုရင်ကျွန်တော်၄ပိုင်းယူထားတယ်ပေါ့နော်။ Okay ၅၆ကွန်ပရိတ်နဲ့ကျွန်တော်တို့ကဲတွဲမယ်ဗျ။ကြားလုံးမဲ့အဆင်ပြေပါစေဗျာနော်။ဒါကကျွန်တော်အာလုံးပိုင်းဝမ်ချင်းကြီးကို96 complete နဲ့ပြပေးရခြင်းဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေနော်။ เนาะမနက်ကတည်း3ခွက်လေးကြိုင်နေလေတည်း3ခွက်လေးကိုရှူလို့ရပါတယ်ဗျအခုတဖန်ကကျွန်တော်၄ပိုင်ကိုအဲ၄ကို1ချင်း၄လုံးပိုင်ကိုကျွန်တော်ကငါ6 complete နဲ့တွဲပြရမှာဖြစ်ပါတယ်เนาะကျွန်တော်1ချင်းလို့ပဲရေးမယ်ဗျာเนาะ1ချင်းဆိုတော့တစ်လုံးချင်းပြပါเนาะเนาะ6 4ချင်းလုံးပိုင်က4လုံးပိုင်4မယ်เนาะ ကျွန်တော်လေးကိုရွေးချယ်ထားတယ်ကျွန်တော်ဘရိတ်အနေနဲ့ဘရိတ်အနေနဲ့ကကျွန်တော်တို့9 6ခွန်ဘရိတ်ဒါကကျတော့အမ်ကြိုက်တဲ့ကိုဒီမကြီးလေးရွေးချယ်အောင်လို့နော်ကျွန်တော်ရွေးချယ်ပေးထားတာက9ခွန်ဘရိတ်ကကျွန်တော်တို့ဒီနှလုံးပေါ်တော့ကျွန်တော်တို့ကအဓိကထားသုံးပေးရမယ်ဘရိတ်ဖြစ်တယ်ဒါကတော့ကျွန်တော်တို့ 3D ဖြစ်ပါတယ် 2D နဲ့လွဲနေမှာဆိုလို့နော် 3D တော့ပါနော် ဒီအတွက်ကျွန်တော်ကိုလေးချိန်လုံးမိုင်၄ပိုင်းကျွန်တော်ပရိညာ6ခုအဲ့ဒါကိုကျွန်တော်က main ညီနဲ့ကျွန်တော်တို့ရွေးထုတ်ပေးရမယ်ကျွန်တော်က၄ကိုထိရှိနေနေမှာကျွန်တော်တွဲပြီးသွားလိမ့်မယ်เนาะအဲ့ဒါကိုကျွန်တော်တို့5 6ခုပရိမာမှာကျွန်တော်ကပါပရိကိုရွေးပြီးထားလဲဆိုလို့ရှိရင်ကျွန်တော်5ပရိကိုရွေးပြီးထားတယ်ဗျာเนาะကျွန်တော်5ပရိကိုရွေးထားတယ်မင်းရဟုတ်ပြီเนาะအဲ့ဒီကြောင့်ကျွန်တော်5နဲ့ သက်ဆိုင်တဲ့ပရိလေးကိုကျွန်တော်ယူပြီးမယ်နော်အဲ့ဒါကိုမှကျွန်တော်ကအကုန်ရေးပြရမလားရေးပြမယ်ဆိုရင်ကျွန်တော်တို့လေးမရေးပြတော့ပြန်ကျွန်တော်တိုက်ခွက်ပဲထုတ်လိုက်တော့နော်တိုက်ခွက်ပဲကျွန်တော်ထုတ်ပြီးမယ်ကျုပ်ကလည်းကျွန်တော်ထုတ်ပြန်ပြီ။အနားနေအများကြီးဆိုတော့လေကျွန်တော်က၃လေးခွက်လောက်ပဲထုတ်ပြန်နော်။ကျွန်တော်တို့၄၃၈၄၃၈ပြီးတော့ရင်ကျွန်တော်တို့ လေးခွန်လေးဟုတ်ပြီနော်ကျွန်တော်တို့မနောနောက်တစ်ခွအနေနဲ့ကျွန်တော်တို့လေး၅၆ကျွန်တော်ဒါကြိုက်ခွအနေနဲ့ကျွန်တော်ယူထားတာပေါ့နော်လေးခွတော့ကျွန်တော်ကြိုက်တယ်ကဲဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့သူ့အနေနဲ့သူ့အနေနဲ့ကကျွန်တော်တို့ comrade ပေါ့နော် comrade ကကျွန်တော်တို့လေးတင်းနဲ့လေးတင်းနဲ့ရှိမယ်ပြီးရင်လေးတုံညာတုံရှိမယ်ပြီးရင်ကျွန်တော်တို့လေး6ခုရှိမယ်နော်ကျွန်တော်ပြီးရင်ကျွန်တော်အပူခွားလေးကျွန်တော်ရှိပြီးမယ် ကျွန်တော်၄ကို၄လေးတစ်ခွာလောက်၄ကို၄လေးတစ်ခွာလောက်ပါအဲ့တော့ဒုနေနဲ့ထားကစားခြင်းနဲ့ကျွန်တော်တော့မိတ်ဆွေများအနေနဲ့ဆက်ပြီးတော့မှအဲတွဲသုံးပေးပါလို့ပြောရအောင်အကြံပြုပေးရစီနော်ခဏလေးများနေမှာဆိုနော်အဲဒီကမှကျွန်တော်96 company နဲ့ခြိုက်တဲ့ကျွန်တော်၄ခွက်အပေါ်ကတော့ကျွန်တော်၄ခွက်ပါပဲနော်၄ဟုတ်ကဲ့ကျွန်တော်၄ခွက်ကျွန်တော်ယူပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော် ြင်မင်္ဂလာပါ162မှာတော်ရမင်္ဂလာပါခင်ဗျာကျွန်တော်အချုပ်ပြီးတာเนาะတော်တော်ကြီးချုပ်ပြီးတာခဏတော့အခုမထည့်ပြီးတော့ဘူးเนาะအဲ9နေတော့ကျွန်တော်ကြိုက်ပွဲတော့မထုတ်ပြီးထားဘူးเนาะ9နေကြိုက်ရှင်နေအခုဒီမာရီကလေကျွန်တော်ပြန်ပြီးတော့မှပြန်ထုတ်သုံးလိုက်ပါကျွန်တော်ထုတ်ပြီးတော့ကျွန်တော်လေလုံးမိုက်ခံရပြတဲ့အတွက်ကြောင့်လေတလုံးကိုမှ9 complete နဲ့ကျွန်တော်လေးခွက်စီကျွန်တော်ယူပြီးထားတယ်เนาะ အဲ့ဒါကိုကျွန်တော်689နဲ့ကျွန်တော်အညီပအောင်ပြန်တွဲပေးထားတာ689တစ်လုံးပြန်ညှိမယ်ဆိုရင်ကျွန်တော်969ပရိတ်လေးလုံးပိုင်းပြန်ကတ်မယ်ဆိုရင်ဒါလေးကလာနိုင်ရည်ရှိတယ်တဘောပေါလားအဲ့ကြောင့်ကျွန်တော်လေးခွက်စီယူပေးထားတာနော်ခွန်နဲ့လာမယ်ဆိုရင်၄ခွန်၄ရှင်းလန်ကကျွန်တော်6လာခဲ့မယ်ဆိုရင်ဒီမှာရှိမယ်၄56ဒါကကျွန်တော်689တစ်လုံးပါခဲ့မယ်ဆိုရင်၄38တစ်ခွက်ရှိဦးမယ်နော် ပြီးရင်ကျွန်တော်တို့ရှင်းနေပတ်သက်လာဆိုရင်အောက်ကတော့မရှိသေးဘူးအာ၄၅၈တွေပါတယ်နောက်ကျရင်၄၅၈တွေပါတယ်တကယ်လို့၆၈ခွန်တလုံးပြင်ကြီးပြီးမယ်ဆိုရင်ပြောတာနောက်၄တလုံးနော်အဲ့ဒါလေးကြီးကျွန်တော်တို့ပြန်ယူသုံးပါလို့ပြောချင်ပါတယ် 2D ကမနေ့ပြန်လည်းပိတ်တယ်နော်အားကြောင့်ကျွန်တော် 3D လေးပဲရှာပေးထားတာနော် 2D ကတော့ကျွန်တော် AC ပေါ့ဗျာနော် 2D လေးလည်းလာပါဦးမယ်ဒီရပိုင်းလေးပေါ့နော်ဒါတော့ 3D ပြဘရိကတော့96ခုကို9ခုဘရိကကျွန်တော်မိန်တုံးထားတယ်เนาะဒီမှာလေးပြပေးထားတယ်အမှငါဘရိကကိုကျွန်တော်ယူပေးထားတယ်เนาะဘရိကကိုယူပေးထားတယ်အခုဘရိကကိုတော့ကျွန်တော်ဒုနေရာမှာထားပေးထားတယ်ဟုတ်ပြီเนาะ တစ်ကြိုက်လေးကိုဒီကတော့၄တစ်၃ညနဲ့၄တစ်2ရှိမယ်တစ်ကြိုက်လေးကိုဒီမှာရနော်၃ညကြိုက်လေးကိုဒီမှာရတော့၄တစ်၃ညရှိမယ်၄၃ညတုံးရှိမယ်နော်၃ညနဲ့ကြိုက်ကိုကြိုက်ရင်တော့၄ကို၄ရှိမယ်ဗျာအာ၄ကို၄ကိုကြိုက်နော်အဘူခါဆိုင်လေးညကိုရဲကတော့၄၅၆ညကိုရဲနေရတော့မစင်တော့လို့ တုံညာတုံညာ6လေးတော့ကျွန်တော်တွေ့ရနော်တုံညာ6ပြီးရင်ကျွန်တော်တစ်ခွက်လောက်ထည့်ပြီးအောင်အဲ့ဒါဗာလေးတိလားဒီတစ်ခွက်လေးကတော့ကျွန်တော်ကြိုင်တော့လေတော့တုံညာ5အတွေ့လေးကျွန်တော်ဝိုင်းပေးထားရယ်နော်ကြိုင်ရင်တော့ကျွန်တော်တွေ့ထားလို့ပြီးတုံညာတုံညာ6လည်းတွေ့တယ်ကျွန်တော်ပစားပဲပြောလိုက်မယ်နော်ကျွန်တော်တွေ့တာလေဒါကြိုင်ရင်တော့ဒီတစ်ခွက်ပဲပြီးမယ်တုံညာတုံညာ6တော့ပစားပဲပြောလိုက်မယ်နော်ကြိုင်ရင်တော့နော်ကြိုင်ယူပါဗျာ တညာ3 9ကိုပရိတ်တော့ကိုပရိတ်ပဲကျွန်တော်ပရိတ်နေတော့မကင်ဘူးเนาะဒါကျွန်တော်တေခွက်တီးတွေ့ထားတော့အမေချတော့မပြီးတော့โอเคเนาะကဲတလောက်ပါပဲမိနစ်20လောက်ရှိနေပြီကဲအားဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲကဲနောက်ပြန်ပြီးပါလို့ပြောချင်ပါတယ်ကျွန်တော်ကိုဒီမှာအားလုံးပဲကဲစိတ်ချမ်းသာညီကိုညီမချင်းနဲ့ပြည့်စုံကြပါစေကဲအားလုံးပဲကဲဘာဘိုင်းလို့ပဲပြောချင်ပါတယ်စကားအများကြီးပြောတော့เนาะအားလုံးပဲ拜拜嘛。Bye bye, kalau ya nggak sih bisa pasti